ားလုံးပဲမင်္ဂလာပါရှင်။ခွန်ချန်နယ်ကနေကြိုဆိုပါရစေရှင်။ကျမကတော့စာဖတ်သူ K ဖြစ်ပါတယ်။ကျမခုပတ်ပြမယ့်ဝတ္ထုတို့လေးကတော့ဆရာရွှေဦးတောင်ရေးသားထားတဲ့တတ်မရတချမ်းဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရစေရှင်။နားဆင်ခံစားပေးပါရှင်။တမယာတချံဝလက်ဘူတာနဲ့ပေါကံဘူတာတို့မှာ စကိုင်းမြจีนာမီယထာလန်းတွင်ခရီးအဝေးกว่าဆုံးသောဘူတာနှစ်ခုဖြစ်လျာကမြေထားသည်ရန်ကုန်မန္တလေးစာပို့ယထာကြီးခန့်မြနှင်မြန်လော့စွာသောအဟုန်ဖြင့်ခုန်နေလျက်ရှိနေ၏၎င်းမြေထားတွင်တတွဲတဲသောဒုတိယဒန်းတွဲ၌အသက်25နှစ်ခန့်ရှိမိမတယောက်သည် ပေါကံဘူတာမှ မြေထားထွက်လာကြတဲ့ကမြေထားလက်ဝဲဘက်နှင့်မျက်စိတဆုံးပေါက်ရောက်လျက်ရှိသောထန်တော်ကြီးကိုငေးမျောရင်း တပြင်းချကလိုက်ပါလျက်ရှိသည်လွန်ခဲ့သော6လခန့်အခါကမတန်းမြင့်သည်ရန်ကုန်တို့အတွားမြေသားပေါ်မှ၎င်းထန်းတော်ကြီးကိုမျှော်ကြည့်မိစဉ်ကငါသည်ဤထန်းတော်ကြီးကိုနောက်တစ်ကြိမ်မြင်ရအောင်ရန်ကုန်မြို့မှပြန်လာရချေအောင်တော်မူဟု တွေးတောမိခဲ့ဘူးသည်ဖြစ်ရာထို့ကဲ့သို့ တွေးတောမိခြင်းကိုတတိယသည့်အတွက်တပြင်းချနေမိခြင်းဖြစ်ပေ၏ထိုအခါကမူ မတမ်းမြင့်သည်နေအိမ်မှထွက်လာရခြင်းကိုဝမ်းနည်းမိပေ၏အကြောင်းမူကမိမိအားအဆဆအယားယား၌ကျင်နာပိုက်ထွေးကလေးတပွဲပြုစုဆောင်းရှောက်လေးရှိသော လင်ဖြစ်သူမောင်ထုံးဦးနှင့် ခွဲခွာကြွေကင်းရသောကြောင့်မိသည်အခုမူမမူရန်ကုန်မြို့၌မိတ်ဆွေတို့များနှင့်ပျော်ရွှင်စွာ နေထိုင်ခဲ့ရခြင်းကိုလွမ်းဆွတန်းတာခြင်းဖြစ်လျက်တောရွာကလေးတို့ပြန်၍ ခြောက်ကက်ကက်နေထိုင်ရအောင်မိအရေးကို မျောတွေးပြင်းညိမိခြင်းကြောင့်နေရက်တို့ပြန်လာရခြင်းအတွက်ကြီးရွှင်ဝမ်းမြောက်ခြင်းမရှိသည့်အပြင်တပြင်းချမိအောင်ပဲစိတ်ဤလေးလံထိုင်မှန်ခြင်းဖြစ်ခဲ့မိလေသည်မတန်းမြင်မှာ မြို့အုပ်ဦးတောင်းတင်ဤသမီးဖြစ်၍အင်္ဂလိပ်ကျောင်းသူတယောက်ဖြစ်ရာဝက်လက်မြို့၌ဦးတောင်းတင်မြို့အုပ်ဖြစ်စဉ်ကကျောင်းပင်ရက်အတွင်းမန္တလေးမြို့ National Main ကလေးကျောင်းမှဖခင်တန်းတို့ပြန်လာပြီးနေ ဟာငင်းနဲ့အတူနယ်လက်ရာသို့ လိုက်ပါခဲ့ဘူး၏။မကြီးတုံရွာသို့ဆက်ရောက်သောအခါမြေပိုင်ရှင်တို့ဦးဤသားမောင်ထွန်းဦးနှင့် မြင်းလျင်မြင်ချင်းချစ်ကြိုက်ဆုံမက်မိကြ၏။မောင်ထွန်းဦးနှင့်မတန်းမြင့်တို့ချစ်ကြိုက်ကြခြင်းမှာနဖူးစာမတပါ အခြားသော အကြောင်းရှိဟန်လက္ခဏာမရှိချေ။အကြောင်းတော်ကမတန်းမြင့်မှာမြို့တကြီးဇာတိလည်းဖြစ်၏။အင်္ဂလိပ်ကျောင်းသူလည်းဖြစ်၏။ရုပ်ရည်မှာလည်း လူချင်းမလောက်အောင်လှပပြပြချင်းနဲ့ပြည့်စုံ၏။မောင်ထုံးမမူကတော်သားလည်းဖြစ်၏။ရုပ်ဤမှလည်းပြောရလောက်အောင်ချော်မောလှပခြင်းမရှိချေ။ထွားထွားကြိုင်းကြိုင်းထောင်းထောင်းမောင်းမောင်းနဲ့ယောက်ျားပီတာတော်ကိုဟန်အမှုရာမတပါ။အခြားသော ချီမွန်းပွဲရာယောဂလက္ခဏာဟု၍တစုံတရာမျှမရှိချေ။ပစ္စည်းအင်အားမောင်မူမြေပိုင်ရှင်တယောက်ဤသားဖြစ်သည်ဖြင့်ဒေတာအလျောက် အစ်စ်အစ်စ်ခိုင်လုံသည်မှန်၏တို့ရာတွင် မတန်းမြင်သည်ဤမြလောက်အခြေအနေကိုမတ်မောလောက်သည်မမတ်တမ်းမေယာ၎င်းတို့နှုတ်ဆုံစည်းကြသည်မှာဘဝရေဆက်တက်တက်မြတာဖြစ်ဟန်တူပေ၏မြို့အုပ်ဦးတောင်းတယ်မှာငယ်မယားဖြစ်သော မတန်းမြင်ဤမိခင်တည်ဆုံးပြီးနောက်နောက်အိမ်တော်နှင့်နေထိုင်ရသူဖြစ်သောကြောင့်သမီးဤလင်သားရွေးချယ်ပုံကို စိတ်တွင်း၌မကျေနပ်စေကားမူအတိုက်အခံကန့်ကွက်ခြင်းမပြုဘဲမိတွင်းနှင့် လင်ပါသမီးတို့တကြက်ကြက်ရှိနေတဲ့တော့အချင်းရာကို မျော်တွေးမိသဖြင့်မိမိဤလက်ဝဲမှလွတ်လင်းပြီးပါစေတော့ဟုသဘောမျိုးနဲ့ချောချောရှူရှူပင်သဘောတူလိုက်လေ၏တော်သားမောင်ထုံးမှာမြို့အုပ်ဤသမီးမြို့ကြီးသူမိမလတယောက်ကိုရခဲ့လေရကအစအစအရာရာ၌အလွန်တရာအလိုလိုက်၍ဖူးဖူးမောင်မတက် ယူရပိုက်ထွေအေးပေးခဲ့လေ၏မောင်ထုံးမှာဖခင်ကြီးတည်ဆုံပြီးနောက် မိရဲ့မုံဆိုးမကြီးနဲ့နေထိုင်ရသူ ဖြစ်လျာ၎င်းတို့ဤနေအိမ်ကိုမတမ်းမြင့်ရောက်သွားပြီးနောက်တားမိနှစ်ယောက်စလုံးတို့သည်မတမ်းမြင့်အားမိမိတို့နှင့်အဖက်မတန်းမအပ်ဆက်သည့်နှစ်သမီးကလေးတစ်ဖွဲခြေမကင်မိလက်မကင်မိပြုစုဆောင်ရှောက်လျက်အလွန်တရာတရာကြည့်ပြူရှိကြ၏မတမ်းမြင့်ခေါင်းကိုက်ခဲ့သော သားမိနှစ်ယောက်စလုံးမအိတ်နိုင် မစားနိုင် ပြပြတလဲဖြစ်နေကြ၏မတမ်းမြင့်အတွက်ချီးမွမ်းရန်တစ်ချက်မှာမိမိအားသားမိနှစ်ယောက်စလုံးကဤမြလောက်အမျက်တနိုးယိုကျိုးကျင်နာခြင်းရှိသည့်အတွက်ကန့်တက်ခြင်းမရှိဘဲလင်သားအား၎င်းရခမကြီးအား၎င်းမိမိနှင့်အဖက်မတန်းဟူသောအမှုအရာမျိုးကိုဘယ်သောအခါမှပြသခြင်းမရှိချေမောင်ထွန်းဦးသည်မြို့အုပ်တယောက်ဖြစ်ခဲ့လင်၎င်းမတမ်းမြင့်သည် ာမညတော်သူတယောက်ဖြစ်ခဲ့လင်းတော်၎င်းမယားဖြစ်သူသည်နှစ်ယောက်ကြားအပေါ်၌ပုံမှု၍ကျိုးနွံရသေးခြင်းရှိနိုင်ပွဲရာမရှိတော့ချေမတမ်းမြင့်နှင့်မောင်ထုံးဦးတို့သားမိတို့ရင်းကဲ့သို့တင့်မြတ်ညီညာစွာအတူတက နေထိုင်ကြပြီးနောက်၃နှစ်လောက်ကြာရှိသောအခါတနေ့တနိုင်မတမ်းမြင့်သည်ဘူးဒီငပေါင်းကြောင့်စားမိပြီးနောက်ချောင်းတဟုတ်ဟုတ်ဆိုးလျက်ရှိ၏ ပထမနေ့၌ဒါမီနီယောက်တို့မှမထောင်းတာလှသေးတော်လဲဒုတိယနေ့၌မတမ်းမြင့်ဤချောင်းဆူယောဂါမတက်တာပဲရှိရတွင်ဒါမီနီယောက်တို့မှရောက်ရက်ခက်ဖြစ်နေကြ၏တတိယနေ့၌ကနှစ်ယောက်စလုံးမျက်လုံးဝိုင်းလျက်ရှိရာ မကြီးတုံရွာမှတမားဟူရများသာမကရွာနီးချုပ်ဆက်ရှိဆေးစရာဟူသည်များတို့ထံလဲနေတဒန်းမြင်းနဲ့တခေါက်တဒေါက်တော့ပြေလွှားလျက်ရှိကြ၏တို့ရာတွင်မတမ်းမြင့်ကမူ အင်္ဂလိပ်ကျောင်းထွက်ဖြစ်သည့်အလျောက်မြမစည်းစရာများကိုအယုံကြည်မရှိကြောင်းနှင့်ညှင်းဆန်လျက်ရှိရာပြစ်စမမြောင်နေ၌ချောင်းဆူယောဂမသက်သာပဲရှိရာတွင် မောင်ထွန်းဦးသည် ရွှေဘုံမျိုးရှိဆောင်းဝင်းကြီးထံမိရထားနှင့်လိုက်ပါသွားလေ၏နောက်တနေ့၌ရွှေဘုံမှဆောင်းဝင်းကြီးသည်မော်တော်ကားနှင့်လိုက်လာ၍မတမ်းမြင့်ဤယောဂကိုစစ်ဆေးကြည့်ရှုလေ၏ဆောင်းဝင်းကြီးသည်နကြက်ကရိယာများနှင့် တိချောင်းစွာစစ်ဆေးကြည့်ရှုပြီးနောက်မတမ်းမြင့်ယောဂါမှာတာမညချောင်းဆူယောဂါမဟုတ်အဆုံနာယောဂါဖြစ်ကြောင်းနဲ့တာမီနှစ်ယောက်အားတီတို့ပြောရရင်ဒေါ်သိန်းခင်ဤဦးကောင်းသည် တင်းတောင်းလောက်ကြီးသွားသည်ဟု မှတ်ထင်လိုက်မိ၏မောင်ထုံးဦးမမူအိမ်မြောင်အမီပြက်တကယ်တို့ဆက်ဆက်တုံးဖြစ်သွားပြီးလင်မိမြပင်ကုံကြရသည်ဖြစ်စေဤယောဂါကိုကုသပေးပါရန်အကြောင်းနဲ့ဆရာဝန်ကြီးအားရှ िख ုံးမတက်တောင်းပန်လေ၏နောက်ဆုံးတွင် ဆရာဝန်ကြီးကမိမိမှာမြို့ငယ်မြို့သိမ်းမှဆရာဝန်တယောက်မျှသာဖြစ်သောကြောင့်ပညာလည်းမဆုံးလက်နက်ကိရိယာလည်းဆုံလွှဲစွာမရှိကြောင်းအကောင်းဆုံးသောနီလန်းမှာမတ်တမ်းမြင့်အားရန်ကုန်စည်းုံကြီးတွင် ပထမတန်းအခန်းသို့ပို့ထားရန်ဖြစ်ကြောင်းပထမတန်းအခန်းမှာတနေ့လည်း16ကျပ်ပေးရ၍အကုန်များသည်ဟုထင်မွေရာရှိတော်လဲမိမိအားအခောက်ခောက်အခါခါပင့်ခေါ်ရခြင်းသည်လည်းနောက်ဆုံး၌အကုန်တတ်တာမည်မဟုတ်လာကြောင်း မတမ်းမြင့်သွားလို့လဲမိမိကပင်ရန်ကုန်ဆရာဝန်ကြီးထံထောက်ခံစာရေးသားပေးအပ်မိဖြစ်ကြောင်းနဲ့ပြောပြလေ၏။မောင်ထုံးဦးကမိများလောက်ကြအောင်စင်းုံတက်ဖို့လိုကြောင်းမိမြန်းရာဆရာဝန်ကြီးကတလားခန့်ဆိုရင်လုံလောက်မိဖြစ်ကြောင်းတလားအတွက်480ကျပ်ထားပြီးအောင်စုစုပေါင်းငွေ600ခန့်ကိုကုန်ပွဲရာရှိကြောင်းနဲ့တွက်ချက်ပြောပြတိုက်တွန်း၏။နောက်ဆုံး၌မောင်ထုံးဦးသည် မတမ်းမြအားရန်ကုန်စေယုံကြီးတို့ပို့ပေးရန်ဆုံးဖြတ်လျာဒေါ်သိန်းခင်ကလည်းငွေ600လောက်မြောက်ကိုနှမျောပွဲမရှိဟုဆုံးဖြတ်တိုက်တွန်း၏တို့ဖြစ်၍ဆီယောင်ဝင်ကြီးအကြံပေးချက်အတိုင်းမတမ်းမြအားဆီယောင်မတယောက်နှင့်အတူရန်ကုန်စေယုံကြီးတို့ပို့ခဲ့ခြင်းဖြစ်လေသည် မတမ်းမြင်ယောဂါမှာတလကြော်တော်လဲမပြောက်သေးချေမောင်ထုံးဦးသားမိကမူမပြောင်မချင်းမစင်းခင်ရန်စာတန်တန်ရင်း၍ မိမိတို့ဘိုင်းမြေများအနက်တချို့ကိုပေါန်းနှံတချို့ကိုရောင်းချပြီးလင်ဇယိတ်ငွေကိုမှန်မှန်ကြီး တင်ပို့ခဲ့ကြ၏။ဤနည်းအားဖြင့်မတ်တမ်းမြင့်မှာရန်ကုန်မြို့၌နေထိုင်ခဲ့ရလေ၏။မတ်တမ်းမြင့်သည်ရန်ကုန်စည်းရုံကြီး၌နေရစဉ်မင်းကတော်များအင်္ဂလိပ်ကားပြားမများအရာရှိကြီးများ၏တမိများနှင့်အပေါင်းအသင်းပြုလုပ်ခါနေထိုင်ရ၏။၎င်းယောဂါမှာအသေးအတန်ယောဂါမျိုးမဟုတ်ဘဲတချောင်ချောင်ယောဂါမျိုးသာဖြစ်လျာကား မြို့တွင်းသို့လက်ပတ်ခြင်းဘိုင်းစကုပ်ကြည့်ခြင်းမော်တော်ကားဖြင့်လေငင်းခံထွက်ခြင်းစသည်တို့ကိုဆရာဝန်၏အမိန့်နှင့် ပြုတ်ခွင့်ရ၏မတမ်းမြင့်မှာလူမမာဝင်ဖြစ်တော်လဲအထက်တန်းစာမင်းကတော်ကြီးကပြားမများနှင့် ပေါင်းတင်ဆက်ဆံလျက်ပျော်ရွှင်စွာနေထိုင်ရသောကြောင့်တသက်လုံးစိတ်ယုံမှမစင်မဲနေလျင်ပင်နေနိုင်ပွေရှိ၏မတမ်းမြင့်ဤလူဤတန်သောရုပ်လက္ခဏာရှင်ပြသောအမူအရာနှင့်လက်ဖွာဖွာသုံးတတ်သောအလေးချက်များသည့် ထက်တန်းစားလူမမာများအနက်တွင်မိတ်ဆွေပေါများစေဖို့ဖြစ်နေ၏။ကာပြားမများနှင့်ဘိုးမများသည် မတန်းမြအားချစ်ခင်တတ်ကြ၏။တို့ဖြစ်၍မတမ်းမြင်မှာစင်းယုံစည်းအပြင်တလလင်ငွေ200မြကုန်ကြခဲ့သည်ဤရိုးဖြောင်ပူသောမတမ်းမြင်သည်ပရိရဲ့အမျိုးမျိုးနှင့်ငွေမှာတက်လာခဲ့ဤမှာတိုင်းလဲမောင်ထွန်းဦးကညင်းတီမရှိ ပို့လိုက်သည်ဒါလည်းဖြစ်ချေဤဤနည်းအားဖြင့်6လခန့်မြနေထိုင်ခဲ့ပြီးနောက် မှတ်တမ်းမြင့်သည်နောက်ထပ်ဆက်လက်နေထိုင်ခြင်းငါအကြောင်းယုတ်တိမရှိတော့သဖြင့်စေယုံမှဆင်း၍လင်းယောက်ျားရှိရာဝက်လက်ဘူဒာတို့ပြန်လာခဲ့ရခြင်းဖြစ်လေသည်စေယုံအတွင်း၌အစာမန်အိမ်မန်နေထိုင်ခဲ့ရခြင်းအပြင်နုဖတ်ကြီးလင်းစွာရှိသော အသားအေသည်မှတ်တမ်းမြင့်၏ငကိုချောမောလာပြီးဖြစ်သောရုပ်အစင်းကိုတိုးတက်တင့်တယ်ခြင်း ရှိစေသည့်အပြင်ရန်ကုန်သူစတိုင်း ဂိုက်ကြအောင်ဝစ်စင်ထားသောအဝတ်အစားများသည်လည်းအဆိုပါရုပ်လက္ခဏာကိုတိုးမြင့်ပြင်းမြောက်ခြင်းပြုပြန်လျားကဒုတိယအဒန်းတွဲရှိတခြားခီးတံများသာမကမတမ်းမြင့်အားမြို့အုပ်ကတော်လီလောဝင်တော့ကတော်လီလောဟုတွီတော်ငေးမောကအကဲခတ်လျက်ရှိကြ၏တို့ဖြစ်၍ဝလက်ဘူတာတို့မိရထားဆိုက်ရောက်လာရတွင်တကလက်အင်းကြီးခနွန်းနွန်း ပဝါစည်းစုဖြင့်မတက်မရက်ရစ်ပောင်းထားသော လုံကြီးတစ်ပတ်ရဲ့စေးမတိုက်သော ဖနက်စသည်တို့ဖြင့်နွားမောင်သောတို့တို့ကိုကိုင်ကာပြေးလာပြီးလင်မဲမြင့်မဲမြင့်နှင့်တမြင့်နှဲမြင့်နေသောမောင်ထုံးဦးကိုမြင်ကြရသောအခါတွင် ခရီးသည်များသည်တယောက်ဤမျက်နှာကိုတယောက်လှမ်း၍ကြည့်မိကြ၏ထိုချင်းရာကို မတမ်းမြင့်တွေ့မြင်ရသောအခါမျက်နှာ၌ရှင်းကနေဖြစ်သွားပြီးလင် လင်းယောက်ျားအတွက်ပထမအကြိမ်ယွန်ရှက်သောစိတ်တဘောဖြစ်ပေါ်လာမိ၏။မောင်ထုံးဦးသည်တန်စာခံလာသောပစ္စည်းများကိုကပ်ဘိုထံမှရွေးချယ်ယူငင်လျက်ရှိစဉ်မတ်တမ်းမြင့်သည်ဘူဒါယုံအပြင်ဘက်သို့ထွက်နှင့်၍နွားဝါစာဥကွက်တရှင်တက်ဆင်ထားသောလဲရင်ကလေးအနီးမှစောင့်ဆိုင်နေလေ၏။အကြောင်းက၎င်းနွားတရှင်နှင့် လဲရင်ကလေးမှာမောင်ထွန်းဦးနဲ့မိမိတို့လက်ထက်စင်ကအဖိုးငွေ900ကျပ်နဲ့ဝယ်ယူထားခဲ့သောပစ္စည်းဖြစ်ကြောင်းသိရှိသောကြောင့်မည်သည်မတမ်းမြင့်စောင့်နေပြီးနောက်တမနစ်ခန့်အကြာခန့်တွင်လူတစ်ယောက်ကမောင်းနေသွားသည်ကိုမတမ်းမြင့်တွေ့မြင်လိုက်ရရင်များစွာအံ့ဩမိ၏၎င်းနောက်မောင်ထွန်းဦးသည် ပစ္စည်းများနှင့်ထပ်လာ၍နွားအိုနှကောင်တက်ဆင်ထားသောလှဲကြီးပေါ်သို့ တက်ရောက်ရန် ခေါ်လေ၏မတမ်းမြင့်မှာအံ့ဩစွာနှင့် လဲဆောင်ကြီးပေါ်တို့တက်ရတော့လဲမြည်တို့မြမပြောသေးချေမောင်ထုံးဦးမှာချစ်လာစွာသောဇနီးနဲ့6လတိုင်းခွဲနေရပြီးနောက်ပြန်လဲတွေ့ဆုံရခြင်းဖြစ်သောကြောင့်ဝမ်းမြောက်ဝမ်းသာရှိတိုက်ပြီးမှန်တော်လဲဥရားဖာရအမှုအရာမျိုးမရှိပဲနှုတ်ခတ်ဆိတ်ဆိတ်ဖြစ်နေရမတမ်းမြင့်နဲ့တယောက်တစ်ပြန်အကဲခတ်လျက်ရှိကြ၏လန်ခီးကြီး၌ကျမတို့နွားတရှင်ဘဲရောက်လို့ဒီနွားအိုကြီးတွေတက်လာတယ်လေကိုထုံးဦး မဲမြင့်မရှိတာနဲ့ငကြောနှကောင်းစီးတယ်လဲမရှိတော့လို့ရောင်းပြစ်လိုက်တယ်။ရှင်တို့ကကျမကိုပြန်ချင်စိတ်မရှိဘူးလို့များတွတ်ထားကြလို့လား။မတော်တာမဲမြင့်ရဲ့ဒီလိုဟုတ်ပါယူလား။ငွေတစိတ်ကျက်လို့ပေါ့။ငွေကျက်ရင်လက်ထက်တုံးက ကျမဖေလက်ဖွင့်လိုက်တဲ့လေတတော်ရှိပါကောလား။ပေါင်သုံးပါတော့လား။မောင်ထုံးဦးဒီညှို့ငယ်သောမျက်နှာနဲ့ညီသူမျှမပြောဘဲနေခဲ့ရာ။ မတမ်းမြင်လဲလဲစုံကြီးစီရသည့်အတွက်ကြောင့်ဒေါခတ်ပေါ်ပွားလို့၍လိုက်ပါလာလေ၏အတန်ငယ်ခရီးရောက်တော့မောင်ထုံးဦးကစတင်၍ရန်ကုန်တွင်နေထိုင်မှုများကိုမေးမြန်းသဖြင့်မတမ်းမြင်ကပြောပြလေရာမတမ်းမြင်သည်ပျော်ရင်ပျော်ရင်နှင့်စိတ်အားထက်သန်ခြင်းဖြစ်လာခဲ့ပြီးလျှင်ရန်ကုန်၌နေထိုင်ရခြင်းကိုပျော်ရွှင်ပြီးတကယ်တို့၎င်းအပေါင်းအဖော်မင်းကတော်များနှင့် ခွဲခါခဲ့ရခြင်းကိုလွမ်းဆွတန်းတာပြီးတကယ်တို့၎င်း အာရပါရပြန်ပြောင်းပြောပြလေ၏ထိုအခါရှိသည်မြလေယာချောင်းမြောင်းများကုန်စီကမူလူမာချလင်ပြီးစေတော်ဟူသောသဘောထားမျိုးဖြင့်ငွေမာတိုင်းတင်ပို့ခဲ့သောမောင်ထုံးမှမိမိမယားသည်လူသူပါရှားလျက်အလွန်တရာကြောင်ကြသောတောရွာကလေးသို့ပြန်ရောက်နေထိုင်ရမည်ကိုပင်ပြင်းရီ၆တွေ့လာသောအချင်းရာတစ်ခုဟု၍မှတ်ယူနေခဲ့လေပြီတကားဟုစဉ်းစားမိတိုင်းစိတ်တွင် ထိုင်းမိုင်းလေးလံခြင်းဖြစ်မိလေ၏မကြီးတုံရွာနေအိမ်တို့ဆောက်ရောက်ကြသောအခါဒေါ်သိန်းခင်ကတောရွာနေအိမ်တို့၏ထုံးစံမဟုတ်ဖဲလျက်မတမ်းမြင်၏သဘောအရာတက်ဆင်ထားသောအခန်းစည်းများကိုအစ်စ်လဲလဲထားနေခြင်းဖြင့်၎င်းဝင်းချံအတွင် အထူးရှင်းလင်းအောင် ပြင်ဆင်ထားခြင်းအဖြစ်၎င်းမတမ်းမြင်ကြိုက်တတ်သောဟင်းလျာမျိုးကိုအထူးတလဲကောင်းမွန်အောင်ကြိုးစားချက်ပြုတ်ထားခြင်းဖြင့်၎င်း အစအစအရာရာ အထူးတလဲစီမံထားခြင်းများကို မတမ်းမြင့်တွေ့မြင်ရ၏သို့တော်လည်းရန်ကုန်စည်းုံကြီးအတွင်း၌ဥရောပတိုက်သားများ၏အနေထိုင်မျိုးဖြင့်နေထိုင်လာခဲ့ရသောမတမ်းမြင့်မှာကျေးဇူးတင်စကားပြောကြားရန်မျှပင်တတိမြောက်ခဲ့ခြင်း ထိုအချင်းရာကိုတားမိနှောက်တွေ့မြင်ကြသောအခါတယောက်ဤမျက်နာကိုတယောက်လှမ်းကြည့်ုံမှတပါမြည်သူမြဖွင့်ဟပြောဆိုကြခြင်းမပြုကြခြင်း မောင်ထုံးဦးနေ၌တရွဲငါအစီကံများ ရှိရကဲ့သို့မများပြားသည့်အတွက်ဒိုလီမိုလီဘာဟိယကိစ္စများကို မောင်ထုံးဦးကိုတိုင်ဖြစ်စေမိခင်ကြီးဒေါ်သိန်းခင်ကဖြစ်စေဆောင်ရွက်လောက်ကင်နေရခြင်းကို မတမ်းမြင်တွေ့မြင်ရသောအခါအဘယ်ကြောင့်အစီခံနှင့်သူရင်းကားများကို ဖြုတ်ပြင်းနှင်းကြလေသနည်းဟုမေးမြန်း၏မောင်ထုံးဦးကစရိတ်အကုံချနေပါအောင် စီမံရခြင်းဖြစ်ကြောင်းနှင့်ပြန်ပြောရရင် မတမ်းမြင်ကခြွေတာဖို့မလိုကြောင်း အရေးအကြောင်းရှိခဲ့ရင်မိမိအဖေလက်ဖွဲ့သောလက်တော်ကိုပေါင်နံရောင်းချတုံးဆွဲနိုင်ကြောင်း ဖြင့်ပြော၏တို့ပါတော့လဲမောင်ထုံးဦးကကိစ္စမရှိပါဘူးမယ်မြင့်ရဲ့အလိုက်အထိုက်ဒီလိုပဲကြည်နေသွားကြတာပေါ့မယ်မြင့်သာညီညီနေပါကျုပ်တို့သားမိတော့ငိုကလေးကတော်သားမို့ဒီလောက်အလုပ်တော့အရေးမကြီးပါဘူးဟုပြန်ပြော၏ရွာသူရွာသားတို့မြည်ဒီမှာ အိမ်နီးပါးချင်းတို့အပြုအမူအနေထိုင်စသည်တို့ကိုမြို့သူမြို့သားများထက်ပုံမူကယူဆိုင်နေရှိ၏ရွာတို့ရောက်လာစအခါကမူမတန်းမြင့်ကိုရွာသူရွာသားများကမတန်းမြင့်သည်မြို့အီတမီဖြစ်တော်လဲစိတ်ကြီးမဝင်ရှာဘူးဟုသဘောရ၍လှိုက်လှိုက်လဲလဲရှောရှောရှူရှူအမူအရာမျိုးဖြင့်အယောတဝင် ခေါငင်ပေါင်းသိမ်းခဲ့ကြလေရာရန်ကုန်မှပြန်ရောက်လာသောအခါ၌မူရွာသူရွာသားများက ခတ်ဆိုင်ဆိုင်ရှိနေကြသည်ဟုမတမ်းမြင့်ထင်မိ၏ဟုတ်လဲဟုတ်တန်ရ၏အကြောင်းကရွာသူရွာသားများသည် မတမ်းမြင့်ဤစိတ်နေစိတ်ထားပြောင်းလဲလာခြင်းကို တွေ့မြင်ရသဖြင့်အယောမဝင်ဝင့်အောင်ယွန့်တွန့်တွန့်ရှိနေကြသောကြောင့်ပေသည်သို့ပါသောလည်းမတမ်းမြင့်သည်မိမိအဖြစ်ကိုမမြင်မသိပဲအမှုမဲ့အမှတ်မဲ့သာလဲနေထိုင်ခဲ့မိလေ၏စိတ်တဘောရာကောင်းမွန်ဖြူစင်လာသောဒေါ်သိန်းခင်တာအမိနှစ်ယောက်တို့မှမူမတမ်းမြင့်၏အဖြစ်ကို ဘယ်အခါမှရှုရံဝါဒနာမပါသည့်အလျောက်မင်းစိုးရာသာတယောက်ဤတမိအရင်ချာဖြစ်ပါလျက်ရွာသိန်းရွာငယ်တစ်ခု၌မိမိတို့နှင့်အတူနေထိုင်ရခြင်းမှာညင်းငွေပွဲရာကောင်းရှာပေလိမ့်မည်မတမ်းမြင့်အဖို့ဤမြလောက်တီးခံအောင်ဤ၍နေရှာပေသေးသည်တခြားသူဖြစ်ခဲ့လင်နှစ်နှစ်သုံးနှစ်မဆိုသာပြီနှစ်လသုံးလများပင် နေထိုင်မှုခင်းရင်ပေလိမ့်မည် ။စသဖြင့်မိမိတို့စိတ်ထဲကအောင့်မေ့သည်ဖြစ်စေ၊တားအမိခြင်း၊နီးလန်းညွန်ပြသည်ဖြစ်စေပြုလုပ်ပြောဆိုလေးရှိကြလေ၏။ယင်းတို့ဖြစ်ရကတားမိနေအောင်တို့သည်မတမ်းမြင့်အတွက်ကြောင့်အနေငယ်မြစိတ်ပြတ်အားလျော်ခြင်းမရှိဘဲဘယင်းဤသမီးတော်အစ်စ်ကိုထိမ့်သိမ်းဆောင်းရှောက်ခွင့်ရပြီတကယ်တို့ ပြူပြူငါငါကြည်ကြည်နက်နက်ပြုစုဆောင်းရှောက်ကြလေ၏။တနေ့တနိုင် မောင်ထွန်းဦးသည် နှစ်မိုင်ခန့်ဝေးသောဝက်လက်ဘူတာယုံမှမကြီးတုံရွာသို့ပြန်လာ၍စဘာကုံသေးကြီးတဦးထံမှတောပွဲစားအလုပ်ကို လက်ခံခဲ့ကြောင်းတောပွဲစားဆိုသည်မှာတောရွာမှစဘာများကိုပေါက်ဈေးနှင့်ပွေးဝယ်၍စဘာတရားလင်းငွေတကြက်ပွဲကရသော အလုပ်မျိုးဖြစ်လေသည်ရွာနီးချုပ်ဆက်မှစဘာများကိုမိမိတို့မျက်နာနှင့်ဝယ်ပေးရလင်းတနေ့အတွက်စဘာလီ900ကိုအလွယ်တကူနှင့်ရနိုင်မည်ဖြစ်သောကြောင့်တနေ့လင်း ငွေလေး၅ချက်ဝင်ငွေရှိမည်ဖြစ်ကြောင်းတို့ဖြစ်၍မတန်းမြင့်မှာမျက်နာမငယ်ရပဲရှိရကဲ့သို့အစီကံသူရင်းကစသည်တို့ဖြင့်မြိုင်မြိုင်ဆိုင်ဆိုင်နေနိုင်ဝင်ရှိတော်မည်ဖြစ်ကြောင်းနှင့်အာရဝန်တာပြောပြလေသည်မောင်ထုံးဦးမှာမြေပိုင်ရှင်တို့အနေဖြင့်နေထိုင်ရစဉ်အခါကနေအိမ်မှထွက်ခွာသွားလာရန်တာဝန်မရှိသဖြင့်မတန်းမြင့်အားနေရှိသည်မြောက်ဆောင်ရှောက်အေးအေးယူရန်အချိန်ရခဲ့လေရာ ထိုကဲ့သို့သောတော်ပွဲစားအလုံးနှင့်တရားဝင် တရားထက်လှည့်လည်သွားလာရခြင်းကို မတန်းမြင့်ကမနစ်သက်ချီသူဖြစ်၍တားမိ၃ရောက်အင်ဦးခန်း၌ထိုင်ကားထိုအချင်းရာကို တိုင်ပင်ဆွေးနွေးကြရာတွင်မတန်းမြင့်ကဘာလို့ဖို့လဲရှင့်တော်ပွဲစားအလုံးနှုတ်နှုတ်ဖွဲဖွဲမလုချင်ပါနဲ့ကိုထုံဦးရဲ့မဲမြင့်ဖော်ဖော်တီတီတုံဆွဲရအောင် ကျုပ်အလုံးလုံးအောင်မှနေရာကြမှာပေါ့မဲမြင့်ရဲ့ တုံးရခြင်းနေပါစေဒီအလုပ်တော့မလုပ်ပါနဲ့အီအီပဲစားနဲ့စားမယ်ဒီပြင်အချောင်းကလည်းကျုပ်တို့မှာအတုံးဆွဲနေနေကြက်တင်းနေတယ်မယ်မင်းရဲ့ဒီတော့အတုံးဆွဲကြက်ရင်ကျမအဖေလက်ဖွဲ့တဲ့လက်တော်ကိုရောင်းကျင်လဲရောင်းပေါင်ကျင်လဲပေါင်လို့ကျမပြောပြီးပါဗောကိုထွန်းဦးထိုအခါဒေါ်သိန်းခင်ကစီးလေလေးလျက်ရှီယာမရုတ်တရက်ဆွတ်ဖက်ပြောမိအပြုတ်မောင်ထွန်းဦးကအမေ ဟုခေါ်ကားတတိပေးလိုက်သဖြင့်ဒေါ်သိန်းခင်သည်တစုံတရာမပြောတော့ဘဲစီးလိတ်လိတ်မြဲတိုင်းလိတ်နေ၏ထို့နောက်မောင်ထိုးကမတမ်းမြင့်အားမဲမြင့်ရှိသမျှပစ္စည်းကလေးကို အိမ်သုံးစရိတ်ထဲထည့်မယ်ဆိုတာပြောယုံနဲ့ပဲကြီးစုကြီးလာပါပြီမဲမြင့်သို့တော်နေပါစီထည့်ဖို့မလိုပါဘူးစဘာပေါ်တဲ့ယာဒီကလေးမှာ၃လလအလုပ်လုပ်ရလို့ကျုပ်ဘာမှဖြစ်မသွားနိုင်ပါဘူးမဲမြင့်ရဲ့ အိမ်မှာတယောက်တည်းပြင်လို့ရှိရင်ဝတ္ထုစာအုပ်ကလေးပါလေးဖတ်နေတာပေါ့အမေလည်းရှိသားကပဲထို့သူပြောနေစဉ်ဒေါ်သိန်းခင်ကဝင်၍ပြောလိုလာသဖြင့်ပါဇက်တပြင်းပြင်းရှိနေတော်လဲမောင်ထုံးဦးကမျက်စိတမိတ်ထဲမှိတ်ပြတော့ကြောင့်ဒေါ်သိန်းခင်ပြောခွင့်မရတော့ပဲ နောက်ဆုံးနိုင်စီးလေးကိုယ်တော်ငုံ၍လိတ်နေလေ၏မောင်ထုံးဦးသည် ထိုအရက်သားမျက်နှာကြီးဖြစ်သောကြောင့်စပောင်းဝဲသောအလုတ်တွင် တင်ကျဲစာလောက်ကိုင်းနိုင်လေရာအင်္ဂလိပ်လာဇန်16ရက်နေ့တိုင်းဝက်လက်ဘူတာတို့ ကုံစုံစည်းယထားဆိုင်သောအခါများတွင် မတမ်းမြင့်အတွက်စားစရာအမျိုးမျိုးနှင့် အထယ်အလိတ်အစမ်းပြားများကို တပွေ့တပွိုက်ကြီးဝဲချမ်းလေရှိ၏ တို့ဖြစ်၍မတမ်းမြင့်မှာတောရွာကလေး၌ပင် နေထိုင်ရတော်ညာလေအကောင်းဆုံးသော နိုင်ငံသားအစားအစာများနှင့်အဝိစင်စံအမျိုးမျိုးတို့ကိုမပြတ်စားတော့ဝိစင်နိုင်ခဲ့လေ၏တနေ့တနိုင်မတမ်းမြင့်ဤမိတွေဒေါ်လာကြီးသည် ရွှေဘုံမြို့၌ရှိသောတမီးအင်းထံသို့သွားရင်းမကြီးတုံရွာ၌ရှိသော မတမ်းမြင့်ထံဝင်သွားခဲ့လေ၏မတမ်းမြင့်ဤဖခင် ြို့အုပ်ဦးတောင်းတင်မှာလွန်ခဲ့သောနှစ်ကပင်ယောဂာနှင့်ယုတ်တရက်ကွယ်လွန်ခဲ့ပြီဖြစ်လေ၏မြို့အိုတကာတို့တွင်အယမ်းဆိုးသော လူတယောက်ဖြစ်၍လက်စားရာတွင် အလွန်ရဲကျဉ်လှ၏အတုံးဆွဲမှလည်းအရက်ဆက်ဆုံးလူတယောက်ဖြစ်၏တစ်ချက်တလေအကော်တွေ့သဖြင့်လဲမြေများကိုပင်ဝယ်ဘူးတော်လဲတည်သောအခါ၌ကျွေးဝိုင်းဝိုင်းလည်လျက်တည်သွားရှာ၏မတမ်းမြင့်ဤမိခင်ဒေါ်လာကြီးမှဝါဝတုတ်တုတ် လေကုတ်တူတူပါဇက်ပြဲပြဲအောက်သူကြီးတယောက်ဖြစ်၍စကားပြောရ၌နှုတ်အားကြမ်းကြမ်းနှင့်ဝင်းဝင်းကြီးပြောတတ်သောအလေးရှိ၏ဒေါ်လာကြီးသည် မတန်းမြင့်ဤနေအိမ်သို့ဆောက်ရောက်ပြီးနောက်အိမ်ဦးခန်းတွင် မတန်းမြင့်နှင့်နှစ်ယောက်တည်းထိုင်လျက်စကားပြောနေကြစဉ်ဒေါ်လာကြီးကဟဲ့တန်းမြင့်နှစ်ယောက်ကြားကိုဘူတာယုံမှငါမြင်ခဲ့တယ်ဒီတငယ်ဘာဖြစ်တာလဲဟဲ့လူရုပ်တောင်မပြီးတော့ပါလား နင်စင်းအောင်တက်မဲ့အစားနှစ်ယောက်ကြားလှုပ်လှပါတော့လားဟဲ့အခုတလောငွေရင်းကြီးကြီးကြောင့်စိတ်မကောင်းလို့ထင်ပါရဲ့ជីကြီးရဲ့ဒါလဲသူကအစီအမံမတက်လို့နဲ့တူပါရဲ့နို့မို့တော့ကျမ်းပြင်ကိုလက်ဝါးဖြင့်ပုတ်လျက်ညီကလာဤဒီလိုပြောတာထုံးအုံလိုလူများညီကဘာမှမတက်ဘူးညာမတက်ဘူးနဲ့ပြောဝင်တာငါအမ့်မာရဲ့တမ်းမြင်ရဲ့ជីကြီးကအဝေးကနေပြီးဘာတိလို့လဲ ဟဲ့ညီးတာမသိတာငါအကုန်သိတယ်ညီးစေးယုံတက်တာကတစ်နေ့16ကျက်တစ်လဘလောက်ကုန်တယ်လဲ6လဆိုဘလောက်ကျတယ်လဲပြီးတော့ညီးမရှိတော့လေအယောင်းဝယ်နဲ့ပတ်သက်လို့အရှုပ်ရှင်းဖြစ်ပြီးရုံးပြင်ကနာရောက်ရတာကဘလောက်ကုန်သွားတယ်လဲညီးတည်သလားပြီးတော့ညီးအဖေညီးတို့ညီအမလက်ဖွဲ့ခဲ့တယ်ဆိုတဲ့လေတတော်စီကလည်းဘာဖြစ်ကုန်တယ်လဲညီးတည်ရဲ့လားမသိပါဘူးជីကြီးအေး ရိပ်ဖေးလူဆိုးတော့လက်ဖွဲ့တယ်ဆိုတဲ့လေတွေကလက်စာတက်တော့အပေါင်တွေနဲ့တော့နောက်ဆုံးကြတော့ညည်စည်းကြတာနဲ့ငွေရိုးတွေတက်နေတာနဲ့သူခမရတပြားမှမရတဲ့အပြင်မဆိုင်ရတာတောင်ကြီးစုတင်ရမလို့လို့ဖြစ်နေသေးတော့ညိဖေလုံးပုံများတော့ဤငါတို့တွေကိုဒုက္ခပေါမောင်မင်းကြီးသားမောင်ထူးကောင်းရှာပေလို့သာညီမရှိတော့ကညီညီမမတန်းတင်လက်ထက်တော့မောင်ထူးကငွေ300လက်ဖွဲ့ရှာပေးတကောဒီငွေကို မတမ်းမြင်ကိုစားသူကလက်ဖွဲလိုက်ပါတယ်တဲ့သူမှရှေးကလိုချောင်းချီရင်တိတံမကပေးကျင်ပါတယ်တဲ့ငါကိုလဲတမီးအိမ်အောင်ကြပြီးနောက်ဘယ်အခါမှဆိုသူ့အိမ်မှာလာပြီးစားနေလဲပါတဲ့သူ့မိခင်နဲ့အတူတူပြုစုစောင့်ရှောက်ပါမယ်တဲ့ဒီယောက်ျားမျိုးဘယ်မှာရှာလို့ရမလဲတမ်းမြင်ရဲ့ညီလေအဖြစ်ဘယ်မှာနေမှန်းမသိဘူးဒါနဲ့များတောင်ညီကထုံဦးကိုအစီအမံမတက်ဖူးလေးပါလေးနဲ့အံ့ဩပါရဲ့အမကြီးရဲ့ မတမ်းမြင်မှမူမိသူမြပြန်မပြောနိုင်ပဲကြောင်တောင်ကြီးလျက်သားလင်းကြည်နေမိလေ၏ဒေါ်လာကြီးကဆက်လက်၍ညီစင်းယုံမှကလေးကငါကညီစီကိုအကျိုးအကြောင်းစာရေးပါဒီလောက်ငွေကုန်မခံပါစေနဲ့လို့ပြောပါတယ်။နို့ဝိမဲ့ညီယောက်ျားကရှိသမျှကုံသွားပါစေတဲ့။သူကြမ်းကြမ်းမှမှနဲ့ပြန်လာရင်ပြီးရောတဲ့။ပေါင်လိုက်ရတဲ့လဲတွေရောင်းလိုက်ရတဲ့စပားတွေအခု သူတို့သားမိမှာဘာရှိတော့တယ်လဲ။ မတန်းမြင့်မှာစင်းယုံတို့ရောက်တည်နေမှာစ၍ထိုနေ့တိုင်အောင်လင်းမောင်ထုံးအတွက်၎င်းရောက်ခမကြီးဒေါ်သိန်းခင်အတွက်၎င်းအရှင်းသတိမရပဲမိမိပျော်ရွှင်မှုနဲ့တုံးဖြုံးမှုအတွက်သာအာယုံပြုမိခြင်းများကို၎င်းရှိသည်မပစ္စည်းများကို ပေါင်နှံရောင်းချ၍မိမိအတွက်တရားကြီးပြုစွာအကုန်ကြခံပြီးလျှင်အိမ်မှုလုပ်ငန်းအရရက်ကိုအစီကံမခားနိုင်တော့ဖြစ်၌အကုန်တိမ်ကျုံ၍လှုပ်ရှားသောရောက်ခမကြီးအတွက်၎င်း ဖခင်သုံးဖြုံးခဲ့သောလယ်မြေအကြောင်းကိုမိမိအားစိတ်မချမ်းမသာမဖြစ်ရစေခြင်းက မပြောဘဲမျိုးသိပ်ထားရှာသောမောင်ထုံးဦးအတွက်၎င်းအသေးနာလာ၍ယူကြုံးမရဖြစ်သည်နှင့်မျက်ရည်တွေ့တွေ့ယူစည်းကရှိနေလေ၏ထိုနေ့ညနေ၌မောင်ထုံးဦးသည်စဘာဝေယာမှ မောကြီးပန်းကြီးနှင့်ပြန်လာရာတွင် မတမ်းမြင့်ကိုယ်တိုင်အစင်သင့်ဖြော်ထားသောတမယာယီရှာလဘတ်ကို ဖန်ခွက်ဖြင့်ထဲ့ကလှမ်းပေးလျက်မောင်ထုံးဦး၏နဖူးပြင်မှ ယူစည်းကြနေသောချွေများကိုမတန်းမြင့်ကလက်ဝါးဖြင့်ယူရကျင်နာစွာတတ်ချပေးလျာကမောင်ထုံးဦးသည်တတ်မရရှာလဘက်ကိုတောက်ပြီးနောင်အမေဘာလဲငါသားတတ်မရတချမ်းနဲ့ကြေရဆိုတာဒီဟာထင်ပါရဲ့အမေရွှေဦးတော် မေတ္တာတော်ကဖြာပါရဝိထုတို့စာအုံးမှကောက်နှုတ်ထားပါသည်။နားစင်ခံစားပေးသူအားလုံးကျေးဇူးအထူးပဲတင်ရှိပါရရှင်။ကျမတို့ရဲ့ခွန်အား channel ကနေဒုတရတဆုံးလင်းကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်။ကျမတို့ပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ကြပါစေရှင်။